Hello အားလုံးပဲမင်္ဂလာပါစတီဗင်ဗျူကနေပြန်လဲကြိုးစားလိုက်ပါတယ်ဒီတစ်ပတ်စနေနေ့မှာတော့စနေနေ့မြန်မာစတောင်းရင်9နိုင်ခွဲမှာ Manchester United Northern Forest တို့ Northern Forest ကအင်းဝဲမှာသွားပြီးကစားရမယ်ဒီရသည် Northern Forest ကရလက်အားဖြင့်တော့တိတ်ကောင်းနေရမရှိဘူးနီးပြပါလဲလိုက်ရပြီ Manchester United ကတော့အခုချိန်မှာ39နိုင်ပြီးတော့ရလက်လေးနဲ့ပြန်ပြီးဆင်ပြေလာဒီတော့ဒီတော့အမှတ်ပေးစရာကိုကြည့်မယ်ဆိုရင် Manchester United က9ပဲကစားပြီးတော့အဲရမှတ်16မှတ်နဲ့အတူအဆင့်6မှတ်နဲ့အတူအဆင့်6မှာရပ်တည်နေတယ် Northern Forest ကတော့ ကိုဘက်ကစားပြီးရမှတ်၅မှတ်သာရရှိတာပြီးအစင်၁၈မှာရက်တည်နေတယ်သူတို့အဲ့ဒါကြောင့်လည်းပြောင်းလဲလိုက်တာဖြစ်တဲ့အခုဆိုရှောင်းတက်ရောက်လာပြီသူတို့တော့ကျွန်တော်တို့ကတခုတော့ရှိတယ်ကျွန်တော်တို့အဝေးခွင်းဆိုရတဲ့တွေမကောက်တတ်ဘူးကျွန်တော်တို့အဝေးခွင်းမှာနိုင်တာဆိုအန်ဖီမှာလည်းဘဝနိုင်တာပဲရှိသေးတယ်ဆိုတော့ကျွန်တော်တို့အဝေးခွင်းအိမ်ခွင်းရလက်ကူတော့တခြားပြန်ကြည့်မယ်ဆိုရင်တော့ Forest ကသူ့ရဲ့အိမ်ခွင်းမှာ Liverpool ကစားပြီးတပွဲပဲနိုင်တာတယ်အဲ့တပွဲက Brentford ရာသီအစားပွဲမှာနိုင်ထားတာ Manchester United က Liverpool ကစားပြီးတော့တပွဲပဲနိုင်တာတယ်တပွဲသေးကြတာတယ်နိုင်တဲ့ဘဝကတော့ Anfield ကခုနပြောခဲ့တဲ့အတိုင်းပဲဆိုတော့ โอเคအင်းဝင်းဝင်းဝင်းရလာကြတယ်တတင်းတဲ့အဲ့လောက်ကြည့်တော့မကွာလောက်ပေါ့နော်အဲ့တော့ဘေးကိုဟိုမန်ချက်စတာရက်က15ဂိုးသွင်းပြီးတော့16ဂိုးပြန်ဖေးထားတယ်16ဂိုးကတော့များတယ်ခက်စစ်ပိုင်းမှာလိုချင်တဲ့ရှိတယ်ဒီတယ်ဒါပေမဲ့တိုက်စစ်ပိုင်းမှာတော့မဆိုးလာဘူးတော်တော်ကြီးကောင်းလာပြီတော်တော်ကြီးအဆင်ပြေလာပြီလို့ပြောလို့ရတယ် Northern Forest ကိုပြန်ကြည့်မယ်ဆိုရင်တော့သူကတိုက်စစ်က9ဂိုးပဲသွင်းထားတယ်အဲအဲပြီးတော့ခန်စစ်က18ဂိုးပြီးပြန်ဖေးထားတယ်သူတို့ခန်စစ်ပိုင်းကတော်တော်ကြီးပေါက်နေရပါတော့သူတော့ Northern Forest ဘယ်လိုကစားလဲဒါတော့ပြောရအခက်တယ်ဗျ အဲပြီးတော့အမော်ရီအနေနဲ့လည်းဘွဲချုပ်ပြင်ဆင်မှုကနည်းနည်းအခက်အခဲရှိနိုင်တယ်ဆိုတာကဒီနီးပြအပြောင်းလဲဖြစ်ထားတယ်ဟိုဘက်ကတပွဲပဲကန်ထားတယ်သူတို့ဘလိုမျိုးပွတ်ထွက်လာမယ်ဘလိုမျိုးနီးပြနဲ့ရင်ဆိုင်ရမယ်ဆိုတော့အမော်ရီအနေနဲ့နည်းနည်းဆုံးဖြတ်နည်းနည်းလေးခတ်နိုင်တယ်အဲပြီးတော့အမော်ရီကတပွဲနဲ့တပွဲမတူညီတဲ့နီးပြဟာချင်းကပ်မှုတွေနဲ့တွားနေရလို့ခံစားနေရတာဖြစ်တဲ့အတွက်ကြောင့်အဲ့လိုမျိုးနည်းနည်းစံတဲ့အတွက်ကြောင့်ဒီအမော်ရီနဲ့ဒီဘွဲကိုဘလိုမျိုးချင်းကပ်မလဲဆိုတာဒါသူတို့သူတို့ကနည်းနည်း analysis လုပ်ဖို့နည်းနည်းလေးတော့ခက်ခဲလိမ့်မယ် ဒီ Northern Forest က5 back ကနေ4 back ကို5 back 3 back ပေါ့နော်ဒီအရင်နီးပြလက်ထက်မှာ5 back 3 back ကစားရတယ်အခုရှောင်းလိုက်လက်ထက်မှာ4 back ကိုပြန်ပြီးကစားသွားတယ်ဘောလုံးပိုင်ဆိုင်မှုများများနဲ့ပတ်စင်များများနဲ့ကစားတာရှိတယ် Northern Forest ကပတ်စင်အ short ပတ်စင်ပေါ့နော်ဘောလုံးအတိုပေးရ3568ကျင်းဒီပေးထားရတယ် Manchester United က2900ရောပဲပေးထားတယ်ဆိုတော့ဒါကပထမနီးပြရဲ့ဟိုလွှမ်းမိုးမှုတွေပေါ့နော်အခုခုရှောင်းထက်ကတော့တိုက်ရိုက်ကစားဖို့များပါတယ်ဆိုတော့နောက်ဆုံး၄ပွဲကစားပြီးတဲ့အချိန်မှာသူတို့ ခုနောက်ဆုံး၄ဘွဲမှာယာကူမရခဲ့ဘူးအဲပြီးတော့သူတို့နိုင်ပွဲတစ်ခုရလဲခုနကကျွန်တော်ပြောခဲ့တဲ့ diamond brand 4ပဲနိုင်ထားတာဆိုတော့အဲ့အပြင်ကိုသူတို့ set speed တွေပေါ့လေဒီ corner တွေ free kick တွေကနေပဲသူတို့ခုနကိုဒီပေးထားတယ်ဒါပေမဲ့ Manchester United ကလည်းအဲ့နေရာမှာ၅ကိုဒီပေးထားတော့ဒါကတိုးတက်လာမယ့်အပိုင်းရှိသေးတယ်ကစားပေါ်တော့ left side ကိုဘယ်ဘက်ချမ်းကို overload လုပ်ပြီးကစားတယ်သူတို့ရဲ့ဘယ်ဘက်ချမ်းကျွန်တော်တို့ရဲ့ armen နဲ့ yoyo ဘက်ချမ်းကိုဖြစ်တယ်အဲ့တော့ armen နဲ့ yoyo အနေနဲ့ဒီချက်ပို့ပြီးတော့နားလည်မှုရှိရှိ timing ကောင်းကောင်းနဲ့ကစားနိုင်မလို့လေကျွန်တော်တို့ဘယ်ဘက်ချမ်းက အဲရမ်းတာမသိတာပဲပေါက်ပေါက်သွားတာမျိုးတွေရှိတယ်ပြီးခဲ့တဲ့ဘွဲကဒီ web back ရဲ့ကန်ချက်မျိုးအရင်လော်ဘောင်းနဲ့ဘွဲကဒီကပိုအခွင့်မျိုးဒါမျိုးကကျွန်တော်တို့ညာဘက်ချမ်းပဲပေါက်တာဆိုတော့ညာဘက်ချမ်းကိုနည်းနည်းလေးပို့ပြီးတော့သတိထားပြီးပြင်ဆင်သွားဖို့လိုအပ်မဲ့လို့ထင်တယ်အဲ့တော့ဒီပွဲမှာဘလို့ပုံစံမျိုးထွက်လာမလဲဒါကတော့ကျွန်တော် possible line up တော့သူတို့ပြီးခဲ့တဲ့ပွဲက line up ကိုကျွန်တော်ပြန်ကြည့်မယ်ဆိုသူတို့4 back နဲ့ကစားမယ် Morgan Kessler က number 10ဖြစ်မယ် Ehor Jesus က အဲဒီအထောင်တစ်စက်အနေနဲ့ဆက်ပြီးကစားမယ်လို့ကျွန်တော်တို့ထင်နေပြီးတော့ Udai Back ကဒီ Bebe Chan နေပြီးတော့အမြန်နှုံးနဲ့ဖောက်မယ်ပေါ့ကျွန်တော်မြင်တော့အဲ့ဒါအဲ့တော့သူတို့ပြန်ပြီးတော့ Manchester United ကကစားမယ်ဆိုရင်ဒီအဲကျွန်တော်တို့ပြီးခဲ့တဲ့ပွဲကအတိုင်းပဲလူစင်းကထွက်လာဖို့ကများတယ်ဒီတိုင်းပဲ format ကျသွားပြီလို့ကျွန်တော်ထင်တယ်ထင်တယ်ဆိုတော့နောက်တော့စဉ်းစားကြရရှိတာ Harry Maguire လား Yoyo လားကျွန်တော်တော့ Yoyo ထည့်ခြင်းနဲ့ဘာလို့ဆိုတော့သူတို့ညာဘက်ကို overside လုပ်ပြီးတော့ speed နဲ့ကစားမှဖြစ်တဲ့ သူသူတို့ဘယ်ဘက်ဆက်ကို overload လုပ်မှာကျွန်တော်ရဲ့ညာဘက်ဆက်ပေါ့နော်အဲ့လို overload လုပ်မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် yoyo ရဲ့ speed yoyo ရဲ့ဒီဒီ recovery run တွေကိုကျွန်တော်အသုံးချနေတယ်ကျွန်တော်နေရာတော့ဒီတိုင်းဖြစ်မယ်ဒီ side ဘက်မှာတစ်ဖက်ဘယ်ဘက်ချမ်းကိုတော့ကျွန်တော် download ကိုပဲသုံးမယ် download ကိုသုံးပြီးတော့ဒီ minute 60ခွဲတဲ့လောက်မှာခိုင်းလုံးနေရာပုံစံတိုင်း armor ကိုထုတ်မယ် download ကိုညာဘက်ချမ်းကိုပို့ပြီးတော့ defensive time ပဲပြီးတော့ဘူဘူဘယ်ဘက်ချမ်းထည့်မယ်ကျွန်တော်တို့အဲ့လိုမျိုးကစားတော့ကြိုက်တယ်အလယ်မှာတော့ကက်စမဲရိုဘူဖိုင်ဒက်ဒါအတိအသားကြီးပြတခြားလူတွေကအစ်မမီသေးဘူးလို့ပြောလို့ရတယ် ခြေတန်းမှာတော့ကျွန်တော်ကွန်ညာနဲ့အပူပူပဲကွန်ညာပဲစက်ကစားမယ်လို့ထင်တယ်ဒါအဒီဟွာထပ်ဆိုင်ဝစ်စမောင့်တက်တာဒီအသင်းကိုကျွန်တော်တို့ကတိုက်ပြီးကစားတင်တယ်လို့ထင်တယ်အဆင့်16ကအသင်းကိုဆိုတော့ကျွန်တော်ကွန်ညာလို့ပဲထင်တယ်ရှိပါတော့ဆက်စကိုပေါ့နော်ဒီတိုင်းပဲကစားတော့မယ်ထင်တယ်မေစမောင့်အနာပေးထားအောင်မယ်လို့ထင်တယ်ခုနပြောခဲ့လို့ပဲဒီ Northern Forest နီးပြပြောင်းလဲလုပ်ထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဘလို့ကစားမယ်ဆိုတော့မသိဘူးပြီးတော့ကျွန်တော်တို့မြန်မာပြောလေးပြောတာမျိုးရှိတယ် Northern Forest ဆိုရင်ကစားမှာခက်ပဲကျွန်တော်နောက်ဘက်ကိုဆက်ကြည့်မယ်ဆိုတော့စပါးဆိုလဲစပါးဆိုလဲကျွန်တော်ဒီနောက်ပိုင်းမှာ အသာစီးမရဘူးအဲအဲ့နောက်ပွဲကျွန်တော်စက်ကြည့်ပြတယ်စက်ကြည့်ပြတော့ဒီဒီဘုံပေါက်ရှိမှာ West Ham Wolverhampton တော့ကျွန်တော်တို့ပြီးခဲ့တဲ့ရက်နှစ်ကြော်လုံးရှုံးတယ် Wolf ဒီ West Ham ကိုလည်းကျွန်တော်တို့နှစ်ကြော်လုံးရှုံးတယ်စက်ကြည့်တယ်ကျွန်တော်ဒီဘုံပေါက် Crystal Palace Newcastle စသဖြင့်အသင်းတွေကိုကျွန်တော်တို့အသာစီးရတာမရှိဘူးအဲ့တော့ကျွန်တော်တို့ Northern Forest ကတော့ခပ်ပေးနေရမှာမဟုတ်ဘူးကျွန်တော်တို့ကဒီ Premier League ကအသင်းတိုင်းကိုကျွန်တော်တို့အသာစီးမရနေတာတန်းဆင်းသွားတဲ့အသင်းတွေကလွဲလို့ပေါ့နော်တန်းဆင်းအသင်းတွေတချို့ Aston Villa လောက်ဖြစ်ဖြစ်မယ် Everton လောက်ဖြစ်ဖြစ်မယ်စသဖြင့်အသင်းတွေကလွဲလို့ကျွန်တဲ့အသင်းတွေကျွန်တော်တို့ကမနိုင်ဘူးနိုင်ဖို့ခက်တယ်ဆိုတော့အဲကျွန်တော်တို့ကဒီဟာကိုပြန်ပြီးတော့ Overton လောက်ရမှာအဲ့တော့ကျွန်တော်တို့ကဒီ Nottingham Forest ဆိုရင်ခက်ခဲမှာမဟုတ် Brighton နဲ့ခက်ခဲပါပဲ Liverpool နဲ့ခက်ခဲတာပဲနောက်ကိုကြည့်တော့ဒီ Bournemouth စပယ်လေးဒါလည်းခက်ခဲတာပဲဆိုတော့အဲပြီးခဲ့တဲ့ဟတ်တူဟတ်တူပြန်ကြည့်မှဆိုတော့ကျွန်တော်ဒီနှစ်နှစ်အတွင်းမှာအသင်းတိုင်းကိုရှုံးနေတယ် အတင်းတိုင်းကိုအသာစီးမရနေတာဖြစ်တဲ့တည်းကကျွန်တော်တို့အဲ့ဒါတော့ကိုစိတ်မပူဘူးအဲ့တော့ Manchester United အနေနဲ့ကိုယ့်ဘက်ကအမားတွေမလုံးနေဘူးတက်စစ်ကလည်းပြီးခဲ့တဲ့ပွဲတွေကလိုမျိုးချက်မြက်နေမယ်ချက်မြက်နေမယ်ဆိုတာထက်ကိုရတဲ့အခွင့်အရေးအသုံးချနိုင်မယ်အဲဆိုရင်တော့ဒီပွဲကတော့ကျွန်တော်ကတော့အနိုင်ရလို့အနိုင်ရလက်ဖြစ်တင်နေပါတော့ကျွန်တော်၃ပွဲစတဲ့အချိန်ရခဲ့ပြီကျွန်တော်တို့နောက်နောက်ထပ်၂ပွဲကိုတော့ကျွန်တော်နိုင်ယူပြီးတော့ဟိုဟာဒီ international break ကိုကောင်းကောင်းလေးအနားယူခြင်းနဲ့ ျွန်တော်တို့ African Cup တွေမလာခင်မှာကျွန်တော်တို့ဆိုင်လက်ကောင်းနေရနေရင်ပိုပြီးအောင်းမှာပေါ့နော် African Cup မှာကျွန်တော်တို့ဘာဖြစ်မှန်းမသိဘူးအမ်ဘူဘူတို့အမတ်တို့ဘယ်လောက်ထိကျွန်တော်တို့ဆုံးရှုံးထားမှမသိဘူးဒီချိန်မှာနိုင်ထားမှရမယ်အဲ့တော့ကျွန်တော်ကတော့ဝေကွင်းဖြစ်ဖြစ်တယ်ဆိုရင်မဲ့ကျွန်တော်ဝေကွင်းမှာလော်ဘူတော်ရှင်းချခဲ့သေးတယ်ဆိုတော့ဒီဘက်မှာလည်းကျွန်တော်တို့ကောင်းကောင်းကစားနိုင်မလို့ထင်တယ်ဒီဘက်မှာကျွန်တော်တို့ Elite Anderson ဘယ်လိုကစားလဲဆိုတော့လည်းကျွန်တော်တို့မြင်ရမှာဖြစ်တယ် Okay အဲ့တော့ဒါကတော့ဒီ Northern Forest နဲ့ Manchester United တို့ ကစားမယ်စနေနေ့ည9:00နာရီခွဲပွဲအတွက်ကိုကျွန်တော်အဲကျွန်တော်မြန်သလောက်30ပြောသွားတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဗီဒီယိုလေးသဘောကျနှစ်သက်ဆိုရင် like subscribe share လုပ်ပြီးတောင်းဆိုပါတယ်ကျွန်တော်ပွဲနေမှာ live reaction ရှိတယ်အဲတပွဲလုံး live reaction ရှိမယ်ပြီးရင်ပွဲကြိုပွဲကြို live ရှိမယ်ပွဲပြီး live ရှိမယ်ကျွန်တော်မနေ့ပြန် Friday လေး live ရှိပါသေးတယ်โอเคအဲ့တော့ကျွန်တော်တို့ပြန်ဆောင်ရမယ်အားလုံးပဲကျေးဇူးတင်ပါတယ်ပိုင်ပိုင်ပါ